အားလုံးပဲမင်္ဂလာပါဗျာ။ကောင်းဆက်တဲ့ဌာနမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံမျိုးတို့ပိုင်းလေတော့တော်လိုင်းရေးဘက်ကသူတွေရဲ့အမားတွေလောက်ရက်တွေကိုထောက်ပြလာတဲ့ကိုငင်းချောင်းဝင်ရုံသံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာကိုငင်းချောင်းကဘလို့အကြောင်းအရာတွေကိုထောက်ပြပြောဆိုထားတဲ့လေဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေးလာသုံးသက်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းဆက်တဲ့ဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ီးတော့ဗမာပြည်မှာပြောနေကြတယ်ခမားတို့တွေပြောနေတာကကိုလှုပ်ချင်တဲ့အခါကြလို့ရှိနော်ကိုလှုပ်ချင်တဲ့အခါကိုဖြစ်ချင်တဲ့အခါကြလို့ရှိဆရာဆရာကြီးတွေရဲ့စကလုံးလေးတွေကိုယူပြီးတော့သုံးတယ်ဒေါအောင်ဆန်းစုကြည်တို့လက်ထက်တို့အပြည့်ကတ်ရစဲရေလှုပ်ချင်တဲ့အချိန်ကာလကြလို့ရှိခမားတို့ယူသုံးတဲ့စကားရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဆရာကြီးတကုံတရာကပြောခဲ့တယ်နိုင်ငံရေးဆိုတာ ရန်သူကိုမိတ်ဆွေလောက်တာအာခမရအန်ရီယာလူတွေ88မျိုးဆက်တွေနိုင်ငံရေးသမားတွေသူတို့စစ်တပ်နဲ့ပလူပလဲလှုပ်ခြင်းနဲ့သူတို့စစ်တပ်နဲ့အစဉ်ပြေခြင်းနဲ့အချိန်တုန်းကသူတို့ယူသုံးတဲ့စကားကိုလေကျွန်တော်အလွတ်အများရန်ရနေတယ်ဘာလဲဆိုတော့ငငယ်လေးကကျွန်တော်စာတွေဖတ်တာဟုတ်အိမ်မှာဆရာကြီးတကုံတရာရဲ့စာအုပ်တို့ပါလို့ကျွန်တော်တို့အိမ်မှာကပတ်စံတာမရှိတာစာအုပ်တွေကအများကြီးပဲရှိတာဟုတ် မောင်ကြီးငိမ့်ညာစာပေလေးလာရေးဆိုပြီးတော့ပါစာအုပ်ပါငှားစာရတဲ့ဘဝမျိုးကိုစစ်တပ်နဲ့ပလူပလဲလှုပ်ချင်တဲ့အချိန်ကာလဒေါ်အောင်ဆန်းစုကြည်ခေတ်ကောင်းတဲ့ကာလ2008အောက်ကိုဝင်ကျင်တဲ့အချိန်ပြောကြတာပြောကြတာယူပြီးတော့ပြောကြတာဆရာကြီးတကုံတရားကပြောသွားတယ်နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလှုပ်တာနိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလှုပ်တာ တကယ်တကယ်တမ်းကျတော့ဆရာကြီးတကုံတရားပြောခဲ့တဲ့အချိန်ကာလခေတ်ကာလတွေကတအားကွဲတယ်ဆရာကြီးတကုံတရားပြောခဲ့တဲ့အချိန်ကဖဆပလမှာကွန်မြူနစ်ကိုခွက်ထုတ်ပလိုက်တဲ့အချိန် ကွန်မြူနစ်တွေနဲ့နော်ဒီဆိုရှယ်လစ်တွေနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ကွဲတဲ့အခါကျတော့ဒီတိုင်းပြည်ကြီးပြည်ငြိမ်အောင်လို့ဒီတိုင်းပြည်ကြီးအစဉ်ပြေအောင်လို့နော်ကိုတန်းထွန်းနဲ့နော်ကိုအောင်ဆန်းနဲ့ဆိုတာလေတငယ်ချင်းတငယ်ချင်းအပြင်မှာမယားကြီးရကို့ ။သခင်စိုးတော့နဲ့ဆိုတာလဲနိုင်ငံရေးလှုပ်ဖို့ကြိုင်ဘက်တည်။ဒီလိုဖြစ်တဲ့အခါကျတော့နိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလှုပ်တာအယူဝါဒတွေနော်အယူဝါဒတွေကွဲတဲ့ဟာကိုပြောတာမဟုတ်ဘူး။ရန်သူကိုမိတ်ဆွေလှုပ်တယ်ဆိုတာကိုအောင်ဆန်းနဲ့သခင်တန်းထုံးနဲ့မျက်နှာချင်းမဆိုင်နိုင်တော့ဘူးရန်သူတွေဖြစ်သွားတယ်။သခင်အောင်ဆန်းနဲ့သခင်စိုးတော့တွေနဲ့မျက်နှာချင်းမဆိုင်နိုင်တော့ဘူးရန်သူတွေဖြစ်သွားတယ်။ဒီအခါမှာဆရာကြီးတကုံတရာရက သူ့ရဲ့တငယ်ချင်းမိတ်ဆွေတွေဖြစ်တဲ့အတွက်နိုင်ငံရေးလုပ်တယ်ဆိုတာရန်သူကိုမိတ်ဆွေဖြစ်အောင်လုပ်တာငါတို့အချင်းချင်းညီညွတ်ရမယ်ဆိုပြီးတော့သူကပြောတာဒေါ်အောင်ဆန်းစုကြည်တို့ကအဲ့ဒီလိုမဟုတ်ဘူးပြည်သူလူထုကိုနှိပ်စက်နေတဲ့စစ်တပ်နဲ့နော်ချစ်ဆက်ရှိမျိုးဆက်တွေဆိုတာပြည်သူလူထုကိုနှိပ်စက်နေတဲ့စစ်တပ်နဲ့သူတို့အခွေရဲအတွက်သူတို့အာဏာအတွက်သူတို့ဟာသူတို့ဖြစ်ချင်တဲ့အခါကျတော့ဆရာကြီးတကုံတာယာပြောခဲ့တဲ့ ရှေ့เจ้าနေနောက်เจ้าနေအဲ့ဒါတွေကိုခက်တယ်သမိုင်းနေပါထဲမတွက်တော့ပဲနဲ့သူတို့ပြောကျင်တဲ့စာเจ้าလေးတเจ้าကိုယူလာစီအာကြီးတကုံတရာကိုလူတွေအကုန်လုံးကလေးစားတဲ့အခါကျတော့တကုံတရာရဲ့နာမည်ကိုတက်ပြီးတော့နိုင်ငံရေးလုပ်တယ်ဆိုတာရန်သူကိုမိတ်ဆွေဖွဲ့တယ်ဆိုပြီးစစ်တပ်နဲ့ပေါင်းပြီးတော့လှုပ်သွားဒီစကားကကျွန်တော်ဘာဖြစ်လို့ပြောချင်တာလဲဆိုတော့အခုအမှုပညာရှင်တွေပေါ့နေတိုးတို့ နော်ရှင်းသမ ्या လူတွေအကုန်လုံးပေါ့ချူချူတို့ဘလူတို့ပေါ့ဗျာအကုန်လုံးပေါ့ပြောသွားတယ်တစ်ချိန်လုံးကလူမင်းတို့ဆိုတာလေတစ်ချိန်လုံးကလူမင်းလူမင်းဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်နားမှာအခုနောက်ဆုံးဆန္ဒပြပွဲမှာမှပါလာတဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်တော့မှလူမင်းလူမင်းဆိုတာတစ်ချိန်လုံးကအခုလိုမျိုးပဲ policy ကားတွေစစ်တပ်နဲ့ပေါင်းပြီးတော့လူမင်းတို့တွေလည်းဝါဒဖြန့်နေတာ အခုမှဒေါအောင်ဆန်းစုကြည်နားမှာရှိနေတဲ့လူမင်းတို့ဆိုတာလဲတစ်ချိန်လုံးကဝါရဖြန့်ခဲ့တာသူတို့အတီတရားရသွားတယ်သူတို့နေရာရမယ့်အခါကြလို့ရှိလို့ရှိရင်ကိုယ့်ဘက်ကအင်အားကြီးလာလိုက်ကျွန်တော်ပြောချင်တာကကိုယ့်ဘက်ကအင်အားကြီးလာလိုက်ကိုယ့်ဘက်ကနိုင်တဲ့ပုံစံဖြစ်လာလိုက်တန်းရွှေတပည့်တန်းရွှေမိန်းမနဲ့ပါညားနေတဲ့လူမင်းကလည်းဒေါ်စုနာကိုရောက်လာ အဲ့ဒါငါကျွန်တော်ပြောနေတာအဲ့ဒါတွေအကုန်လုံးကပုံမြင်တစ်ခုမှမပါဘူးနော်ကျွန်တော်ပြောနေတာတကယ်လက်တွေ့ကိုပြောတာခမားတို့အခုဒီမှာရှိနေတဲ့စီလူဘူးခရီးရဲ့တတိယတဲ့ခမားတို့ကိုကျွန်တော်ပြောနေတာအခုအသက်30လောက်ရှိတဲ့လူတွေဆိုလို့ရှိရင်အသက်30နဲ့50 60ကြားမှာရှိတဲ့လူတွေဆိုသွားကြည့်လိုက်တန်းရွှေခိခင်ညွန့်ခိစောဟောစာဘယ်လိုပြောမလဲအဲ့ဒီလူတွေခိအဆက်ဆက်မှာလူမင်းက ဝါရဖြန့်ကြည့်ဧကားတွေအကုန်ရိုက်ခဲ့တာကျွန်တော်တို့ဒေါ်လာရဲ့ဘက်ကနိုင်တဲ့အခါကျတော့လူမင်းကအမေစုခေါ်ပြီးတော့ထိုင်မှာရှစ်ခိုးပြီးတော့နောက်ဆုံးအဖမ်းခံရတဲ့အထိပါကိုယ့်ဘက်မှာပါလာတယ်အခုလေကျွန်တော်တို့ကနိုင်အောင်တိုက်ကြည့်ပါလားကျွန်တော်တို့အစိုးရဖြစ်ကြည့်ပါလားနေတော့တဲ့ချူးချူးတွေသွားပြောနေကြရမလို့ကိုယ့်ဘက်ကိုပါလာမှာဒီတော့သူတို့ကသူတို့ကသူတို့လဲသလိုလှုပ်ရှားနေတယ်ပြောနေတယ်ဆိုတဲ့အခါမှာသူတို့ဘက်မှာနေတော့ရှိတယ် ငါတို့ဘက်မှာမင်းမော်ကွန်းရှိတာပဲငါတို့ဘက်မှာဒေါင်းရှိတာပဲငါတို့ဘက်မှာခရစ်စတီနာခီတို့ငါတို့ဘက်မှာခရစ်ဟိုဇန်ကိုဇန်ခီတို့ရှိနေတာပဲသူတို့ဝါဒဖြန့်တယ်လို့ငါတို့ကတော့လုံလို့မရဘူးလားဒီခစ်ကြီးမှာဘသူကမှရုပ်ရှင်ုံသွားကြည့်နေတာမဟုတ်ဘူးဒီခစ်ကြီးမှာဘသူမှရုပ်ရှင်ုံသွားကြည့်နေတာမဟုတ်ဘူးကျွန်တော်တို့ဘက်ကနေပြီးတော့ဒေါင်းတို့ မင်းမော်ကွန်းတို့เนาะအစောတော်ဆိုလို့ရှိရင်လည်းဘသူလဲဟိုမှာနာမည်တွေတောင်ပဲဖြူဖြူကြော်သိန်းတို့ဒီလူတွေနဲ့ကျွန်တော်တို့ကတည်တည်ချာချာပြည်သူလူထုကိုတည်တည်ချာချာပြည်သူလူထုကိုပညာပေးတဲ့ကားတွေပြည်သူလူထုကိုအသိပညာပေးတဲ့ရုပ်ရှင်မျိုးတွေကျွန်တော်တို့ရိုက်နိုင်ပြီဟဲ့ဆိုလို့ရှိရင်လေကျွန်တော်တို့ကလည်းပြည်သူလူထုကိုနော် ပြည်သူလူထုကိုကျွန်တော်တို့ကလည်းစစ်တပ်လိုပဲကျွန်တော်တို့ဝါဒဖြန့်နိုင်တာပေါ့အခုကြတော့သူများကဝါဒဖြန့်နေကိုကဝါဒမဖြန့်မင်းနဲ့ကိုကလိုက်ဆဲနေတယ်ဗမာပြည်မှာပုဂ္ဂိုလ်ခင်မတရားမင်လာနေတော့ဘာလို့လို့နေတော့ကိုကြိုက်တဲ့လူတွေရှိတယ်နေတော့ဘာလို့လို့နေတော့ကိုကြိုက်တဲ့လူတွေရှိတယ်ဆိုင်ဆိုင်ခန်းဆိုင်ဆိုင်ခန်းလိုက်ဘာလို့လို့ဆိုင်ဆိုင်ခန်းလိုက်ကိုကြိုက်တဲ့သူတွေရှိတယ် ခမားတို့တွေအလူတကာကိုလိုက်ပြီးတော့အထင်မလွဲနဲ့နေရွှေသွေးအောင်နဲ့အာဇာနီနဲ့ကညီရကိုလိုခင်တာနေရွှေသွေးအောင်နဲ့အာဇာနီနဲ့ကတည်တည်ချာချာမိတ်ဆွေညီရကိုလိုပေါင်းတာဟောဒါပေမဲ့တော်လန်ရဲကြီးဖြစ်လာတဲ့အခါကျတော့အာဇာနီကကျွန်တော်တို့ဘက်ကိုပါလာတယ်သူကသူရိုးရိုးသားသားနဲ့အမေရိကမှာနော်ကားမောင်းပြီးတော့သူစားတယ် အာဇာနီလဲသူလှုပ်ချင်တာပေါ့သူ့ဘက်မှာမိသားစုတွေရှိနေတယ်ဗမာပြည်တည်းကမိသားစုတွေလဲသူငဲ့ရင်ငဲ့ရမယ်နော်အမေရိကမှာရှိနေတယ်သူ့မိသားစုကိုလဲငဲ့ရင်ငဲ့ရမယ်ဒီလိုမျိုးပေါ့ခမရတို့ကအခုဖြစ်နေတဲ့ပြဿနာတွေအကုန်လုံးကခမရတို့နဲ့မတည်ဘူးခမရတို့နဲ့အယူဝါဒမတူဘူးခမရတို့နဲ့ဟိုစိတ်ခမရတို့စိတ်ထဲမှာမတွေ့ဘူးဒီကောင်ကတော့မကြိုးဘူးဆိုလို့ရှိရင်ခေါ်ရိုက်ချင်တဲ့စိတ်ဓာတ်မျိုးနဲ့တော့ ဘလို့သွားလို့ရမှာလဲဗျာအဲ့ဒါကတော်လန်ရဲမှမဟုတ်ဘူးเนาะဘယ်ကဘာမှမနေလို့မရတဲ့ကိစ္စခမရတို့ကိုကျွန်တော်ပြောပြမယ်ခမရတို့လူတွေကိုကျင်တယ်တို့လူတွေကိုဖြစ်တယ်တို့ဆိုတာဗမာပြည်မှာလူတွေကကိုအတိုင်းဝိုင်းနဲ့ကိုနေကြတာဗမာလူမျိုးတွေကเนาะကိုအတိုင်းဝိုင်းနဲ့ကိုနေကြတာခမရတို့ဥပမာတစ်ခုကျွန်တော်ပြောပြမယ်တကယ်ဖြစ်ရမှာ အော်စတြေးလျမှာအော်စတြေးလျပေါ့အော်စတြေးလျအခုဗမာတွေအများစုနေတဲ့နိုင်ငံဗမာတွေအများစုရှိတဲ့နိုင်ငံပါပိုက်ကောင်တွေရှိတဲ့နိုင်ငံမှာຫນွေဦးဒေါ်လာရေးစဖြစ်တဲ့အခါ social punishment ဆိုပြီးတော့စစ်ဘုသားသမီးတွေကိုခမားတို့တွေပြဿနာရှာတယ်လေသူများနိုင်ငံမှာပွားပြီး social punishment ဆိုပြီးတော့အခုဟို မွတ်စလင်တွေလုတ်တယ်လို့ပေါ့ဗျာမွတ်စလင်တွေလူခွင့်ရေးတွေလုတ်တယ်လို့ပေါ့အမေရိကမှာနေတဲ့ဥရောပမှာနေပြီးတော့ဂျူးတွေကိုတွားပြီးတော့ရိုက်တာတို့နှက်တာတို့စော်ကားတာတို့လုတ်တယ်လို့မျိုးပေါ့ဗျာအုပ်စုကောင်းရင်လုတ်တယ်လို့မျိုးလုတ်တာပေါ့ငွေဥဒေါ်လာရေးအစမှာအော်စတြေးလျမှာရှိတဲ့စစ်ဘိုလ်စစ်သားသားသမီးတွေကိုဆိုရှယ်ပနိရှမန့်ဆိုပြီးတော့ခင်ဗျားတို့တွေတွားပြီးတော့စော်ကားတယ်လုတ်တယ်ပြောတယ်နော်သူ့နိုင်ငံဥပဒေကိုကြော်ပြီးတော့ခင်ဗျားတို့တွေလုတ်တယ်အဲ့ဒီကလူတွေလည်းပြန်လဲတိုင်လဲတိုင်ရောဗမာလူခွေရေးသမားတို့ ဗမာတော်လိုင်းရေးသမားတို့ပြောတဲ့လူတွေအကုန်လုံးကလူအခွင့်အရေးကိုချွတ်ဖောက်တဲ့သူတွေဖြစ်ကုန်ရောအဲ့ဒါကဩစတြေးလျနိုင်ငံတခုတည်းလားမဟုတ်ဘူးဂျပန်မှာလည်းเนาะတက္ကသိုလ်လာတက်တဲ့မိန်းကလေးတယောက်သူ့အဖေကစစ်ဘုတ်ဖြစ်မယ်သူ့အဖေကဘာဖြစ်မယ်အဲ့ဒါကိုသွားပြီးတော့ social punishment လုပ်တယ်ဆိုပြီးတော့လုပ်ကောဟောဂျပန်မှာအဲ့ဂျပန်မှာကြောက်တက်တဲ့ကောင်မလေးကသူ့ကိုဂျပန်နိုင်ငံရဲ့ဥပဒေကိုချိုးဖောက်ပြီးတော့ဗမာတွေကသူ့ကိုဗမာဒီတော်လှန်ရေးသမားတွေကသူ့ကိုဒီလိုလုပ်ပါတယ်ဆိုတော့ ကျွန်တော်တို့ဗမာအတိုင်းဝိုင်းတော်လန်ရဲဖွဲ့အစည်းတွေအကုန်လုံးကလူအခွင့်ရေးချိုးဖောက်တဲ့ကောင်တွေဖြစ်နော်ဟိုအညိုတေကြီးတဲ့ကောင်တွေဖြစ်လူတွေကိုစော်ကားတဲ့လူတွေဖြစ်ဆိုပြီးတော့အဲ့လိုဖြစ်ကုန်တဲ့ဟာတွေခင်ဗျားတို့ချက်ချင်းမေ့သွားပြီလားဒါတော်လန်ရဲ9နှစ်အစပိုင်းမှာနော်ခင်ဗျားတို့ဩစတြေးလျမှာလည်းအဲ့လိုမျိုးဩစတြေးလျနိုင်ငံရဲ့ဥပဒေတွေချိုးဖောက်ပြီးတော့ social punishment ဆိုပြီးတော့ခင်ဗျားတို့လုံချင်တာလုံ ဂျပန်မှာလဲနော်ခင်ဗျားတို့နဲ့မတဲ့တဲ့လူဆိုလို့ရှိရင် social punishment ဆိုပြီးတော့ခင်ဗျားတို့လုတ်ချင်တာလုတ်ကျွန်တော်ပြောချင်တဲ့ကိစ္စကဘာလဲဆိုတော့ခင်ဗျားတို့ကခင်ဗျားတို့စစ်တပ်နဲ့ပတ်သက်လာတဲ့အတအတိုင်းဝိုင်းကြရင်ခင်ဗျားတို့အယမ်းခွင့်လွတ်တယ်ကတော့ဗာရဲ့ကုတ်ကုတ်ပြောရင်ပန်ဆဲလို့ကနော်ပန်ဆဲလို့ကမေမျိုးစစ်တပ်ကတော်ကြီးမှာသွားပြီးတော့စစ်သားတွေနဲ့ဖတ်ရန်နန်းရှုပ်ပြီးတော့လာပြီးတော့ဖြစ်လာတဲ့အခါကျတော့ပန်ဆဲလို့ကိုခင်ဗျားတို့ခွင့်လွတ် စစ်ဘုတ်တယောက်ကနော်သူ့ဟာသူပြဿနာတက်လာပြီးတော့ကိုရှိရောက်လာတဲ့အခါကျရင်ခွင့်လွတ်သူ့ဟာသူအေးအေးဆေးဆေးနေပြီးတော့သူ့အမြင်သူလှုပ်တယ်သူ့သဘောသူဆောင်တဲ့လူကြတော့ခမားတို့အကုန်လုံးကိုရန်လိုက်လို့ခမားတို့ကျွန်တော်အခုမေးကျင်တာရှိတယ်အန်ယူဂျီဘလို့ပြောမလဲမေးကျင်တဲ့ကိစ္စဆိုတော့ဒေါအောင်ဆန်းစုကြည်ကဖျားလား ေါအောင်ဆန်းစုကြည်ကဖျားလားဖျားဖြစ်ရင်တောင်မှနော်ဗုဒ္ဓဘာသာကိုးကွယ်တဲ့လူရှိတယ်ခရစ်စတန်ကိုးကွယ်တဲ့လူရှိတယ်အစ္စလာမ်ကိုးကွယ်တဲ့လူရှိတယ်ဒေါအောင်ဆန်းစုကြည်ကဖျားလည်းမဟုတ်ဘူးဗမာပြည်မှာနိုင်ငံရေးအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ခမရတို့ခေါင်းဆောင်ကိုခမရတို့ကိုးကွယ်ခွင့်ရှိတယ်ခမရတို့ခေါင်းဆောင်နောက်ကိုခမရတို့လိုက်ခွင့်ရှိတယ်အဲ့ဒီလိုပဲကချင်တွေကလည်းသူတို့ကချင်ခေါင်းဆောင်နောက်ကိုလိုက်ခွင့်ရှိတယ် ရခိုင်နေရလဲရခိုင်ကောင်းဆောင်နောက်ကိုလိုက်ခွင့်ရှိတန်အန်းဘလောင်နေရလဲတန်အန်းဘလောင်ကောင်းဆောင်နေနောက်ကိုလိုက်ခွင့်ရှိအခုကခမရတို့ကကချင်နေကဘိုးချုပ်ဘွမ်မော်ကိုလေးစားတဲ့ဟေ့ဆိုရင်ငါတို့ရန်သူဖြစ်ပြန်ဟောတော်ကြကြရင်ခမရတို့ဘိုးချုပ်ဘွမ်မော်ကိုဆဲပြန်ဟောဟာတော်ကြကြရင်ထုံးမြတ်နိုင်ကိုဆဲပြန်ဟောဟာတော်ကြကြရင်တာတာအိုင်ဖုံးတို့တာဖော်တာဖုံးကျော်တို့ကိုဆဲပြန်ဟောအခုဖြစ်နေတာ ခမည်းတော်ကိုယ်တိုင်ကြတော့ခမည်းတော်ဘာလုံးနိုင်လဲခမည်းတော်ကြတော့ခမည်းတော်ကိုယ်တိုင်ဘာလုံးနိုင်လဲအခုဒီတော်လန်ရဲ့ဤဖြစ်လာတယ်အန်နေရီယလူတွေရွတ်ရွတ်ချွတ်ချွတ်နဲ့ရှေ့ကနေထွက်ပြီးတော့ဥဆောင်တာမဟုတ်ဘူးကြော်ကိုကိုတို့နော်ဒေါက်တာတေဇာဆန်းတို့နော်ဤတင်စာမောင်တို့ဒီလိုလူမျိုးတွေကထွက်ပြီးတော့ဥဆောင်လာတာသူတို့နောက်မှာမှ NLD ထဲမှာဟိုဘလို့ဘ ਹੁ ကောမဒီတွေကိုမကြိုက်တဲ့သူတို့ အနေရီလူငယ်တွေကနောက်ကလိုက်လာတာဒီဒေါ်လာရေးမှပြောရင်တော့ပြောစရာတွေအများကြီးပေါ့အနေရီကိုထောက်ခံတဲ့လူတွေကဆန္ဒပြတဲ့လူတွေကိုကျွေးတာမွေးတာရေတိုက်တာရှိတဲ့အခါမင်းတို့ဒေါ်လာရေးကအနေရီနဲ့ကင်းလာပြောရင်အဲ့ဒါတော့ဘယ်ကင်းမလဲဗျာဗမာပြည်တပြည်လုံးမှာရှိတဲ့ဗမာအများစုကအနေရီကို ထောက်ခံတာလေအနေရီကိုထောက်ခံတဲ့သူတွေက ဒီတော်လန်ရေးကြီးမှာဆန္ဒပြတဲ့လူတွေကိုရေတိုက်တာတို့မုတ်ကျွေးတာတို့ငွေကြေးထောက်ပံ့တာတို့အဲ့ဒါတွေပြောရင်ဒီတော်လန်ရေးကတော့ NLD နဲ့ပဲကင်းမှာမလဲသို့တော်ဖြစ်နေတာကတကယ်တကယ်တမ်းကျွန်တော်တို့စကားပြောရင် NLD အစ်စ်တွေပေါ့တကယ် NLD ထဲမှာကိုကျိုးစွန့်အနစ်နာခံတဲ့လူတွေနဲ့စကားပြောရင်ဘာမှပြဿနာမရှိဘူး ဘာမှန်းညမှန်းမသိဘဲနဲ့ဒေါက်ဖနတ်ဒေါက်ဖနတ်ဆိုပြီးတော့ကတော့ပါရဲ့ဒေါက်ဖနတ်ကြိုက်လို့ဟိုဒေါက်ဖနတ်စီးတဲ့လူကတချင်းထဲမှာပါလို့ဆိုပြီးတော့အဲ့လိုလူမျိုးတွေကပြဿနာတက်နေတယ်တကယ်တကယ်တမ်းပြောရင်ကျွန်တော်ပုံမှန်လေးလေးပြောတာကျွန်တော်တို့အောင်ပြင်ကြည့်လိုက်ဟဲ့နေတို့လာခဲ့နေတချင်းဆိုပေးပြောနေတို့ကဆိုပေးတယ်နောက်တစ်ချက်ကခမားတို့ကိုပြောတာကိုတော်လန်ရေးကိုနိုင်အောင်လုပ်နေတို့တွေချူးချူးတွေဟို အောင်ခိုင်းနေသိတယ်မလားဒိန်းတောင်နေကိုသွားပြီးတော့ပြောမနေတဲ့အရိကောင်နေအခုစားတော့နေတဲ့ဟာတွေအကုန်လုံးကတော်လန်ရင်းအောင်မြင်သွားလို့ရှိရင်ပြည်သူလူထုကိုနော်ဘယ်လိုပြောမလဲပြည်သူလူထုကိုဟိုဘယ်လိုပြောမလဲဦးနောက်ကိုဘယ်လိုပြောမလဲပြဟိုဖြက်စည်းတာပေါ့ဗျာကျွန်တော်တို့ကြိုက်တယ်လို့ဥပဒေတက်ပြီးတော့နေတိုးကိုလည်းဖမ်းလို့ရတယ်ချူးချူးလည်းဖမ်းလို့ရတယ်အောင်ခိုင်လည်းဖမ်းလို့ရတယ်ဒိတ်တောင်လည်းဖမ်းလို့ရတယ် ခမရို့နိုင်ငံရေးလုပ်ပြီးဟဲ့ဆိုရင်မင်းအောင်လှိုင်ဆိုတဲ့ကောင်လည်းပြည်သူပဲဆိုတဲ့အပီမျိုးခမရို့ထည့်ထားဖို့လိုတယ်နိုင်ငံရေးလုပ်ပြီးဟဲ့ဆိုလို့ရှိရင်နော်မင်းအောင်လှိုင်ဆိုတဲ့ကောင်လည်းပြည်သူပဲကောင်းတဲ့ကောင်လည်းပြည်သူပဲမကောင်းတဲ့ကောင်လည်းပြည်သူပဲမင်းအောင်လှိုင်ဆိုတဲ့ကောင်လည်းပြည်သူပဲစိုးဝင်းဆိုတဲ့ကောင်လည်းပြည်သူပဲခီဆိုတဲ့ကောင်လည်းပြည်သူပဲကြံဖို့တယ်လည်းပြည်သူပဲ မဘာသားတွေလည်းပြည်သူပဲအေးဒီကောင်တွေဟာပြည်သူတော့မှန်တယ်ဒါပေမဲ့သူတို့တွေကရာဇဝတ်မှုကိုကျူးလွန်နေသူတို့တွေကဘယ်ဟာဘယ်အမှုတွေမှာဘယ်ပြစ်မှုတွေမှာဘယ်ရာဇဝတ်မှုတွေမှာကျူးလွန်နေခွင့်လွတ်လွတ်ရတဲ့အမှုရှိတယ်ခွင့်လွတ်လွတ်ခွင့်လွတ်လွတ်မရတဲ့အမှုရှိတယ်ထိုက်တဲ့နဲ့အပေါ်မှာမူတည်ပြီးတော့ပြည်သူတော့မှန်တယ်မင်းတို့အပြစ်ကျူးလွန်တဲ့အတွက်ငါတို့ကအရေးယူရမယ်ဒီလိုမျိုးနဲ့သွားဖို့လိုတယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ အန်ရီကိုထောက်ခံတဲ့လူမှဒေါအောင်ဆန်းစုကြည်ကိုထောက်ခံတဲ့လူမှပြည်သူလို့သတ်မှတ်ပြီးဟဲ့ဆိုရင် ခမားတို့ကိုယ်တိုင်ကအကုန်လုံးကိုလိုက်ခွဲနေတာခမားတို့ကိုယ်တိုင်ကမကွဲကွဲအောင်လုပ်နေတာခမားတို့နားလဲဖို့လိုတယ်အန်အန်တီစုစုမြရဲ့တတိယအဲ့တော့အခုပြောနေတာဟာကျွန်တော်လာပြောတယ်ကျွန်တော်ကြိုက်တယ်လို့ပြောလို့ရတယ်ဒီကောင်ကနေတိုးကိုဖားတယ်လို့ နော်ဒီကောင်ကချွတ်ချူကိုကြိုက်တယ်တို့ခင်ဗျားတို့ကြိုက်တယ်လို့ဖားဟိုပြောလို့ရတယ်ဆိုလို့ရတယ်ကျွန်တော်ပြောချင်တာကသူတို့ဘက်မှာနေတိုးရှိတယ်သူတို့ဘက်မှာချွတ်ချူရှိတယ်ကျွန်တော်တို့ဘက်မှာဒေါင်းရှိတယ်ကျွန်တော်တို့ဘက်မှာမင်းကမောက်ကုန်းရှိတယ်ကျွန်တော်တို့ဘက်မှာဖြူဖြူကြော်သိမ်းရှိတယ်ကျွန်တော်တို့ဘက်မှာကိုဇန်ခီတို့ရှိတယ်ကျွန်တော်တို့ဘက်မှာကိုဒါရိုက်တာကိုပေါ့ရှိကျွန်တော်တို့ကသူတို့လို့ဘာလို့မလုံနိုင်တာလဲကျွန်တော်တို့ကသူတို့လို့ဘာလို့မလုံနိုင်တာလဲ ကျွန်တော်တို့ကသူတို့လိုဘာဖြစ်လို့ပြည်သူလူထုကိုချမပြနိုင်တာလဲကျွန်တော်တို့ကဘာကြောင့်မလုပ်တာလဲပွပွလေးလေးပြောရင်ကျွန်တော်တို့ဘက်ကသာလုပ်မယ်ဟေးဆိုဟောလီဝုဒ်ကမီရှယ်ယိုလိုမျိုးပေါ့ဒေါ်အောင်ဆန်းစုကြည်ကိုလေးစားတဲ့မင်းသမီးလိုမျိုးတောင်ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းလို့ရအင်ဂျလီနာဂျိုလီလိုအမျိုးသမီးတောင်ကျွန်တော်တို့သွားပြီးတော့အကူအညီတောင်းလို့ရဒါပေမဲ့ကိုယ့်ဘက်ကမဟုတ်တာလုပ်လို့ရှိရင်တော့မီရှယ်တို့လည်းလာပြီးတော့မကူညီဘူး အေဂျလီနာဂျိုလီလည်းလာပြီးတော့မကူညီဘူးအခု YouTube ကဘွန်နိုတော်မှကျွန်တော်တို့တော်လန်ရေးဆိုမသိကြအောင်ဆောင်းသွားပြီဒီတော့ခင်ဗျားတို့ကိုကျွန်တော်ပြောချင်တာအဲ့ဒါပဲဒီတော့ခင်ဗျားတို့ကပြောတယ်နေတိုးမင်းကဖားနေတယ်အာနေဒီကောင်ကတွေ့နေတိုးဖားတယ်နေတိုးဘောမှာငါနေတိုးလည်းမဖားဘူးနေတိုးဖားတော့ဘာဖြစ်လဲဥပမာငါငါဖားခွင့်ရှိလို့ငါဖားတယ်ကွာဘာဖြစ်လဲ ချူချူကိုလည်းငါကြိုက်ခွင့်ရှိလို့ကြိုက်တယ်ကွာငါငါသဘောနဲ့ငါငါလုပ်တယ်ဘာဖြစ်လဲမင်းတို့အခုပြောနေတာသူတို့ဘက်ကနေတိုးရှိငါတို့ဘက်မှာမင်းမော့ခွင့်ရှိတယ်သူတို့ဘက်မှာချူးရှိတယ်ဆိုငါတို့ဘက်မှာဖြူဖြူကြော်သိမ့်ရှိဒီတော့ပြောစရာဖြစ်လာတာက နေတိုးလူပိုကြိုက်ပြီးတော့မင်းတို့ပြောနေတဲ့ကိုတောင်းကိုကြိုက်တဲ့လူသိမ့်မရှိတာလားဒါဆိုရင်ပြဿနာရှိနေပြီဒါဆိုရင်ပြဿနာရှိနေပြီနေတိုးပြောတာပေါက်တယ်မင်းမို့ကွန်ပြောတာမပေါက်ဘူးဆိုဆိုရင်ပြဿနာရှိနေပြီနေတိုးနောက်မှာပြည်သူကရှိတယ်မင်းမို့ကွန်နောက်မှာပြည်သူကမရှိဘူးဟဲ့ဆိုရင်အဲ့ဒါပြဿနာရှိနေပြီ မင်းတို့ပြောနေတဲ့နိုင်ငံရေးရေချိန်မြင့်ပါတယ်ဆိုတဲ့ပြည်သူကြီးကနေတိုးနောက်မှာရှိပြီးတော့မင်းမော်ကုန်းနောက်မှာလည်းမရှိဘူးဒေါင်းနောက်မှာလည်းမရှိဘူးကိုဇန်ခီနောက်မှာလည်းမရှိဘူးဟိုခရစ်စီနာခီနောက်မှာလည်းမရှိဘူးဖြူဖြူကျော်သိန်းနောက်မှာမရှိဘူးဆိုရင်အဲ့ဒါပြဿနာရှိနေပြီဒါကြောင့်မလို့သူများလုပ်တဲ့ကိစ္စငါတို့ကသူများထက်ပိုပြီးတော့ပြည်သူလူထုကိုအသိပညာပေးနိုင်တယ်ငါတို့ကအမှုပညာနဲ့ခြားပြနိုင်တယ် ငါတို့ကဘာဖြစ်တယ်ပိုင်ဖြိုးသူပေါ့ဥပမာဒီတော့မင်းတို့ဖြစ်နေတာကငါတို့ရန်သူကမင်းအောင်လိုင်လားနေတိုးလားနေတိုးဆိုတဲ့လူကလည်းမင်းအောင်လိုင်ခိုင်းလို့လုပ်လို့ရတာမင်းအောင်လိုင်ခွင့်ပေးလို့လုပ်လို့ရတာမင်းတို့တကယ်တကယ်ပြောရင်နေတိုးတဲ့စားလို့ရှိရင်မင်းတို့ယုံလေးကိုမင်းတို့ဘာပြောရဲလဲယုံလေးကိုမင်းတို့ခြာရဲလားယုံလေးကိုမင်းတို့လုံရဲလားတကယ်ဟို ပြောလို့ရှိရင်နေတိုးတိုးတဲ့စားလို့ရှိရင်ပြည်သူလူထုကိုဒုက္ခပေးနေတဲ့ကောင်တွေကယုံလေးလိုကောင်မျိုးတွေဂိုင်းစားလို့ဖွဲလိုက်လှိုင်းတရားမှာလူမိုက်ဖွဲလိုက်ဒီလိုမျိုးလုပ်နေတဲ့ကောင်တွေကြတော့မင်းတို့ဘာမှမလုပ်ဘူးငါဘယ်သူဘက်ကမှလိုက်ပြောနေတာမဟုတ်ဘူးမင်းတို့တွေကမင်းတို့ကြိုက်တဲ့လူကြရင်ဟိုဘယ်လိုပြောမလဲဆိုတော့အခွင့်အရေးကိုနှစ်ခါသုံးခါပေးထားလို့ငါတို့ကဒေါ်အောင်ဆန်းစုကြည်နားမှာစစ်တပ်ကောင်တွေရောက်လာတာမကြိုက်ဘူး တက်တက်ခံရောက်လာတာမကြိုက်ဘူးကျော်စရာတို့ရောက်လာတာမကြိုက်ဘူးငါတို့ပြောတဲ့အချိန်မင်းတို့ဘာပြောထားလဲနိုင်ငံရေးဆိုတာရန်သူကိုမိတ်ဆွေလောက်တာတက်တက်ခံကြီးလဲလာပါဖြိုးမင်းသိန်းလဲလာပါဥကျော်စရာလဲလာပါဥွှေမန်းကြီးလဲလာပါမင်းတို့ပဲအကုန်ခေါ်တာပြောဖို့မင်းတို့ခေါင်းဆောင်မှာပြောသေးတယ်တိခုတ်သမားမလို့တော့ဘူးပပုတွေထုနေတာမင်းတို့ကိုပြောတဲ့စကားတွေလေကိုမှတ်မိရော အခုရွေးကောက်ပွဲလုပ်တယ်မင်းတို့ဒီရွေးကောက်ပွဲကိုဖျက်ဖို့ဆိုပြီးတော့မင်းတို့ဘာမှလည်းမင်းတို့အားအားထိုက်အားဆိုင်တာမရှိဘူးဟုတ်ပြီရွေးကောက်ပွဲကမဖြစ်ဘူးဆိုလို့ရှိရင်ဒီရွေးကောက်ပွဲကဘာတွေစိုးကြိုးရှိတယ်ဘာတွေဖြစ်တယ်ဆိုတာကိုယ့်ဘက်မှာကွာမင်းသားတွေများနေတာကိုယ့်ဘက်မှာကွာအမှုပညာရှင်တွေများနေတာကိုယ့်ဘက်မှာကွာတကက်ထိတ်ထိတ်ကျဲတွေများနေတာငါတို့ကဘာလို့မလုံနိုင်တာလဲငါတို့ဘာလို့မလုံတာလဲ ကိုဘက်ကိုကိုမေကွန်းလေးပြန်မေးကြည့်ပါဦးကိုဘက်ကိုကိုပြန်ပြီးတော့မေကွန်းမေးကြည့်ပါဦးသူများကိုလက်ညိုးတစ်ချောင်းထိုးရင်ကိုဘက်ကိုလက်ညိုးက၃ချောင်းလောက်ဖြစ်တယ်ငင်းညံလက်မဘေးကိုချော်ထိုးထားလို့ကိုဘက်ကိုလက်ညိုး၃ချောင်းမင်းတို့အန်ယူကြီးမင်းတို့ပြန်ကြားရေးနော်ကိုနေဖုံးလက်တို့နော်မင်းတို့ဘာဒီလုံနေတာလဲအဲ့တော့ကျွန်တော်ပြောချင်တာကကိုဘက်မှာလူတွေရှိတယ်ကိုဘက်မှာစွမ်းအားတွေရှိတယ် 国宝嘛，双人演戏的；国宝嘛，六大演戏的；国宝嘛，歌舞戏的。那时候哥哥表演，往上看，隔壁叶宝花；那，那只要个，我皮皮饺子呀，挨隔壁叶宝，老老也来围观。皮皮饺子哟，来，楼下的家家呗，边头的家家呗。哎呦，别别着没劲吧？哦，明早过来啊，阿哥啊，沿途不要往楼里来啦，没有来我票没了。 နေတော့ပဲရန်ရှားနေတာလားချူးတော့ပဲရန်ရှားနေတာလားမင်းတို့တွေလှုပ်ခဲလို့ဩစတြေးလျမှာလည်းဗမာတွေနာမည်ပြက်ပြီးဂျပန်မှာလည်းဗမာတွေနာမည်ပြက်ပြီးတော်လန်ရဲသမားတွေလူအခုရဲသမားတွေရပါလူအခုရဲချိုးဖောက်တဲ့ကောင်တွေဖြစ်သွားတယ်တော်လန်ရဲသမားတွေရပါလူတယောက်ကိုနှိမ်တဲ့ကောင်တွေဖြစ်ကုန်တယ်မင်းတို့တွေလှုပ်တာနော်မင်းတို့တွေစိတ်ကူးရှိသမျှကိုမင်းတို့ကမင်းတို့လှုပ်ချင်တာလှုပ်တာနော်ခံရတော့အကုန်ခံရတာနော် မင်းတို့ဗမာတော်လှန်ရေးအတွက်လေနိုင်ငံတွေဘလောက်ပေးထားတယ်ဆိုတဲ့ကိစ္စကိုပြောမယ်မင်းတို့ထင်းနေတာပတ်စံကြီးရော့အင်းဆိုပြီးပေးမှမင်းတို့ကပတ်စံပေးတယ်ထင်းနေတာငင်းကြအောင်ပြောပြမယ်ဖင်လန်နိုင်ငံမှာဖင်လန်နိုင်ငံမှာဗမာအပြည်ကຫນွေဦးတော်လှန်ရေးဖြစ်တဲ့အချိန်ဖင်လန်နိုင်ငံရဲ့ပါလီမန်မှာ၃ရက်ဇက်တိုက်ဗမာပြည်အကြောင်းကိုဆွေးနွေးတာဖင်လန်နိုင်ငံရဲ့ပါလီမန်မှာ သုံးရက်ဇတ္တဗမာပြည်အကြောင်းကိုဆွံ့နှွေးတာဒီတော့ဗမာပြည်အကြောင်းကိုတော်လန်ရဲမှာသုံးလွတ်တော်ထဲမှာသုံးရက်ဆွံ့နှွေးတဲ့အခါမင်းတို့ထင်းနေတာသိလားဒီလွတ်တော်ကြီးကျင်းပါတာပတ်စံမကုတ်ဦးထင်းနေတာဖင်လန်နိုင်ငံရဲ့လွတ်တော်တရက်ကျင်းပါလို့ရှိလို့ရှိရင်ယူရို3သိန်းကုန်ဖင်လန်နိုင်ငံရဲ့လွတ်တော်ကတရက်ကျင်းပါလို့ရှိရင်ယူရို3သိန်းကုန် မိတို့ဗမာပြည်အကြောင်းငါတို့ဗမာပြည်အကြောင်းကိုပြောတာသုံးရက်ဇက်တိုက်ပြောလို့ရှိရင်ယူရို6သိန်းတသန်းလောက်ကုန်သွားတယ်ငွေရေးကြေးရေးအရာတသန်းလောက်ကုန်တဲ့အပြင်မှာမှသူ့နိုင်ငံရဲ့အကြောင်းကိုသုံးရက်လောက်မပြောဘဲနဲ့နေတာကိုယ်နိုင်ငံရဲ့အကြောင်းတော့ဖင်လန်နိုင်ငံရဲ့အကြောင်းဖင်လန်ပြည်သူတွေရဲ့အကြောင်းဖင်လန်နိုင်ငံရဲ့သမားတွေရဲ့အကြောင်းကိုသုံးရက်လောက်မပြောဘဲနဲ့နေတာ ဒီလွတ်တော်ကြီးက3ရက်လောက်ဗမာပြည်เจ้าကိုပြောတာတပန်းောက်ကုန်သွားတယ်ဖင်လန်နိုင်ငံမှာအလုံးလုံးနေတဲ့ပြည်သူလူထုရဲ့အခွန်ငွေတွေနဲ့ဗမာပြည်အရေးကိုအဲ့လောက်စိတ်ဝင်စားပြီးတော့မင်းတို့ကိုလှုပ်ပေးခဲ့တာနောက်ဆုံးကြတော့ဘာဖြစ်လဲမင်းတို့အန်ယူဂျီကလူတွေကဥစိတ်ဝင်တို့ဥစိတ်ဝင်အစိုးရလောက်တောင်မှအရေးအချင်းမရှိဥစိတ်ဝင်အစိုးရလောက်တောင်မှမလုံနိုင်တဲ့အခါကျတော့မင်းတို့အန်ယူဂျီကိုဖင်လန်နိုင်ငံကအသိမှမပြုတော့ အဲ့ဒီကကြတော့ဖင်လန်အစိုးရက၃ရက်လောက်လဲကိုပြဿနာကိုမချင်းနိုင်ဘူးယူရိုလဲတန်းလောက်ကုန်သွားတယ်အဲ့တော့မင်းတို့ဗမာတွေကပြောတယ်ဖင်လန်အစိုးရကမကူညီဘူးဖင်လန်အစိုးရကမပေးဘူးမင်းတို့လက်ထဲကသာဖင်လန်အစိုးရကလာမပေးတာမင်းတို့ဗမာပြည်သူတွေကမဆားရတာဗမာပြည်အတွက်နဲ့ဖင်လန်နိုင်ငံမှာဒေါ်လာတန်းလောက်ကုန်သွားပြီဒီတော့တခါတခါကြားရင်သိဖို့လိုတယ်နိုင်ငံတကာမှာဗမာပြည်အကြောင်းကို သူ့လွတ်တော်ထဲမှာ나ယီဝတ်ပဲပြောပြောတနာယီပဲပြောပြောအဲ့ဒီနိုင်ငံကပြည်သူလူထုရဲ့အခွန်ငွေတွေအကုန်အကျတွေရှိတယ်မြို့တော်ဗမာပြည်ကိုနိုင်ငံတွေကအဲ့ဒီလောက်ပဲကူညီနိုင်မှာပေါ့အဲ့ဒီလောက်ပဲထောက်ပံ့နိုင်မှာပေါ့အဲ့ဒီလောက်ပဲလုပ်နိုင်မှာပေါ့ကိုအစိုးရကအရေးအချင်းရှိမဲကိုအစိုးရကလုံနိုင်တယ်ပြုနိုင်တယ်ဆိုရင်သူတို့ပို့ပြီးတော့ကူညီမှာပေါ့ကိုအစိုးရကမလုံနိုင်ဘူး ကိုအစိုးရကမကူညီဘူးဆိုရင်သူတို့ကလွှတ်တော်ထဲမှာကုန်တာတောင်မှပြန်ပြီးတော့နှမျောနေမှာပေါ့အချိန်ကုန်တာငွေကုန်တာဟိုပါသူတို့နှမျောနေပြီပေါ့ဒီတော့ခင်ဗျားတို့ပြောချင်တာကဒီအထဲမှာလာပြီးတော့ဦးကြောင်ကြားလို့လို့ပါလို့လို့နဲ့ပြောနေတဲ့လူတွေရှိတယ်ငင်းညမ်းအောင်ပြောနေတာနေတိုးကကျွန်တော်တို့နေတိုးရှိတာမရှိတာနေတိုးပြောတာမပြောတာကကျွန်တော်တို့တော်လှန်ရေးအတွက်ဘာမှမဖြစ်ဘူးပြည်သူလူထုကသိတယ်နိုင်ငံရေးရေချင်းမြင့်တာတွေပါတွေသိတယ်ပြည်သူလူထုက သူစိတ်ကျေနပ်အောင်သာသူတို့စိတ်ပျော်အောင်သာသီဟတင်ဆိုဤဓာတ်နဲ့ခုတ်တာအင်္ဂလိပ်တွေသေတယ်ဆိုတဲ့ဟာကိုကြည့်ပြီးတော့ရီးနေတာပြည်သူလူထုကသိတယ်အဲ့ဒီခေတ်ကဓာတ်နဲ့ခုတ်လဲအင်္ဂလိပ်ကတလုံးထိုးနဲ့ပြစ်လိုက်သေရေစုံနဲ့သေတာပဲဆိုတာပြည်သူလူထုကသိတယ်ဒါပေမဲ့ပြည်သူလူထုကဘာဖြစ်လို့သီဟတင်ဆိုကားတွေကြည့်တယ်ထင်းနေလဲရီးခြင်းလုံးဝကြီးလို့ကြည့်နေတာသူတို့ထွက်ပေါက်ကအဲ့လိုရီတော့မှာပဲဖြစ်နေတာအခုနေတိုးကားတွေသွားကြည့်နေတယ်ဒီစစ်တပ်မကောင်းတာလည်းသိတယ် သူတို့သားသမီးတွေပေါ်တာဆိုစစ်သေးဝင်နေရတာလည်းသိတယ်။သူတို့တွေဘဝပြတ်နေတာလည်းသူတို့သိတယ်။ဒါပေမဲ့အော်နောက်ဆုံးကြရင်ငါတို့မှလှုပ်เสียရဆိုလို့ကြီးเสียရဆိုလို့ဒီဟာလေးပဲရှိတယ်ဆိုပြီးဒါလေးကြည့်နေရ။အဲ့တော့ခမားတို့ကိုဖါတာကိုပဲဆုံးဖြတ်ကိုဖါတာကိုပဲပြောကိုကံကြမှာကိုဟာကိုပဲကိုဆုံးဖြတ်ပါအဲ့တော့ထပ်ပြောချင်တာကတော့အသက်ကိုညံဆောင်ပါတယ်။နော်ဆင်းရဲတဲ့သူတွေကျွန်တော်တို့တွေဆင်းရဲတဲ့သူတွေ သက်ကိုညံဆောင်တယ်တယောက်နဲ့တယောက်ဖေးမှကူညီကြပါလို့ပြောရင်းနဲ့ပဲဒီ live ကိုညီကုန်းချုပ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်